ဒီမေးခွန်းကိုလူတော်တော်များများလေးမေးဖို့ကြားလိုက်မယ်ထင်ပါတယ်။တော်တော်များများကတွေ့ဘူးတယ်လို့ဖြေချသလိုတချို့ကလည်းမတွေ့ဘူးကြဘူးလို့ဖြေမှပဲ။အယုံအကြည်မရှိတဲ့သူတွေလည်းဒုနဲ့တေးပေါ့။ကျွန်တော်လည်းအယုံအကြည်မရှိတဲ့သူအမျိုးအစားတွေမှာပါတယ်ဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တငယ်ချင်းအပေါင်းအသင်းတွေနဲ့စကားဆက်မိတိုင်းညင်းချခုန်ကြတာခဏခဏပေါ့။တငယ်ချင်းတွေထဲမှာကျွန်တော်နဲ့ဘုံမြက်ကတစ်ဖွဲ့ကျန်တဲ့သူတွေကရှိတယ်။ရုံနေဆိုတာပဲ။ ဒါတွေကိုအရင်ကလေးကငင်းနေကြ။ဒါပေမဲ့တစေတရေတကယ်ရှိမရှိဆိုတာဘယ်သူမှသက်သေမပြနိုင်ခဲ့ကြဘူးဗျ။ဒီလိုနဲ့သက်သေပြနိုင်တဲ့တနေ့ကိုရောက်လာခဲ့တယ်။အယုံအကြည်လုံးဝမရှိခဲ့တဲ့ကျွန်တော်ကို ပြောင်းလဲစေခဲ့တဲ့နေ့လေးကိုတော့ကျွန်တော်မေ့လို့ရမယ်မထင်ဘူး။တရေကျွန်တော်တငယ်ချင်းရဲ့မိတ်ဆွေတယောက်ကသူနဲ့စကားဆက်မိရင်းနဲ့မင်းတို့မယုံဘူးဆိုတာသွားလေးလာလိုက်ဆိုပြီးတော့နေရာတစ်ခုကိုညွှန်ပေးလာတယ် သူညွန်ပေးတဲ့နေရာကတော့မြို့ဝကျွန်းပေါ်ကမြို့ငယ်လေးရဲ့အနီးမှာရှိတဲ့ရွာငယ်စနစ်ပုတ်လေးပဲရွာနာမည်ကတော့ကိုင်းတော်တဲ့ကျွန်တော်နဲ့ဖုန်းမြက်ကသွားချင်းနေကျန်တဲ့သူတွေက မသွားရဲကြဘူးသူတို့ကိုမရမကအတင်းခေါ်ရတာပေါ့ဒါမှတစီဆိုတာတကယ်မရှိဘူးလို့လက်တွေရှင်းပြလို့ရမှာမဟုတ်လားသူတို့မလာရဲရတဲ့အကြောင်းရင်းကကိုဝင်ဖြတ်ကြရင်တေးသွားပြီးတော့မကြွဘဲနဲ့ချောင်းနေတယ်ဆိုတဲ့တစီမှကြောင်းပဲ။ နောက်ဆုံးတော့ကျန်တဲ့တငယ်ချင်း၃ယောက်လည်းမငင်းတာတော့ပဲနဲ့လိုက်လာရတော့တယ်။ကျွန်တော်တို့အကုန်စုစုပေါင်း၅ယောက်ပြ။ကျွန်တော်ရဲ့ဖုံးမြက်ရဲသွေးအောင်ဖြိုးသူရနဲ့ထူးနိုင်အားလုံး၅ယောက်ခီးစားထွက်လာကြတယ်။အဲ့ဒီရွာကိုရောက်ဖို့ Aceback ကအရင်စီးပြီးရင်တော့စက်လေတခါထပ်ပြီးတော့စီးရတာပြ။ကျွန်တော်တို့ရောက်သွားတော့ရောင်းလေလေနဲ့ပေါ့အသေးမိတ်ဆွေလည်းမရှိ။တရေတကယ်ရှိမရှိဆိုတာစုံစမ်းချင်ုံနဲ့လာကြတာကိုလမ်းညွှန်ပေးတဲ့သူက သူလည်းတစင်စကားနဲ့သိရတာဆိုတော့နေရာပဲညွှန်ပေးလိုက်နိုင်တယ်။ကျွန်တော်တို့လည်းဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ကြွားထဲဝင်လာကြတာပေါ့။ကြွားအင်ချီကတော့တရာလောက်တော့ရှိပေမဲ့လူလူတူတူတိတ်မတွေ့ရအောင်။တိန်နဲ့တိန်လေနည်းနည်းလှမ်းနေ။ကြွားလေလမ်းအတိုင်းဝင်လာရင်တဲလို့ကိုလိုအစင်ပြေနိုင်မဲ့အိမ်အရင်ရှာကြတာပေါ့ဗျာ။ကျွန်တော်တို့ကြွားထဲဝင်လာပြီးမကြအောင်။ကြွားကန်တွေကအတီးတီးအိမ်ထဲကနေထွက်လာကြတယ်။ကြွားလေးကနည်းနည်းခေါင်လို့လားမသိဘူး။ တစိမ့်ဝင်လာရင်အကုန်ထွက်ကြည့်ကြတာများကျွန်တော်တို့မှာနိုင်ငံကျော်မင်းသားတွေလိုလိုတောင်ဖြစ်လာမိသေးအနီးနားကလူကိုစကားဆပြီးမေးကြည့်လိုက်တယ်ကျွန်တော်တို့လေကိုကိုကိုမေးဆက်ကြတာပေါ့သူတို့ကလည်းဖော်ဖော်ရွရွတွေပါပဲဘာအကူအညီလိုသလဲမေးကြတယ်မိရင်းနဲ့တည်သွားလို့မကြုတ်ဘူးဆိုတာကို လာလိလာတာလို့လဲဆိုရောသူတို့ကကိုကနောက်ဆုတ်သွားကြတယ်ဗျကျွန်တော်လည်းစကားများမှားပြီလားလို့ထိတ်ကနေဖြစ်သွားကြတာပေါ့သူတို့တွေကအသက်60ဝန်းကျင်ဦးလေးတယောက်ကပြောတယ် ငါတို့ရီတို့ဒီလောကကမဆမနောက်ကောင်းဘူးမစူးစမ်းကျင်ကြနဲ့လှည့်သာပြန်ကြတော့ကွယ်ဟိုဒီလိုပါဦးလေကျွန်တော်တို့ကလေ့လာခြင်းရုံမှာစားဖို့နောက်ဖို့မဟုတ်ပါဘူးခင်ဗျတကယ်ရှိမရှိပဲသိရရင်တော့ပါပြီနှုတ်စည်းလေးစောင့်ပါမယ်ဗျဂျွာကားလူတွေကလက်မခံကြအောင်ကျွန်တော်တို့ကိုပြန်မေးပြန်ခိုင်းကြတယ်ကျွန်တော်တို့ကလည်းမသိရမချင်းမပြန်ဘူးလို့ခံချင်းကြတာပေါ့ တကယ်ခံချင်းတာကကျွန်တော်နဲ့ဖုံးမြက်ကတိုင်းခံကိုကောင်တွေကတော့ငါကိုကားမှမလိုက်ကျင်တာပြန်မယ်ကြီးပဲဗျအနောက်တော့ရွာကားလူတွေက ပြောရတာမောလာတယ်ထင်တယ်ဒါဆိုလေအဲ့ဒီအိမ်မှာတညာလောက်နေကြီးလိုက်လို့ပြောလာတယ်သူတို့ပြောတဲ့အိမ်ဆိုတာကောင်မလေးတည်သွားတဲ့အိမ်ကိုပြောကြတာနေမယ်လို့ပြောပြီးတော့လိုက်ပို့ခိုင်းလိုက်တာပေါ့ရွာကားလူနေရောက်ကလိုက်ပို့ပေးတယ်အိမ်ကမင်းနေပိုင်းထဲမှာဗျမိမအိမ်တွေ မရှိဘူးသူတို့ပြောတာတော့လက်တည်းရဲ့အိမ်လို့ပြောတယ် ကောင်းမလေးကဒီရွာကမဟုတ်ဘူးတခြားနေကနေလက်တဲ့စီကလေးလာဖြတ်ချတာကလေးဖြတ်ရင်လည်းတည်တာလို့ပြောတယ်ကောင်းမလေးကတည်ပြီးတော်တော်လေးချောင်းနေလို့လက်တယ်လေအိမ်ကိုပြစ်ခဲ့ပြီးတော့တခြားမှာအိမ်ပြန်စောင့်နေတာတဲ့သူတို့ပို့ပေးတဲ့အိမ်နာရောက်တော့လိုက်ပို့ပေးတဲ့လူနည်းယောက်ကအိမ်ကိုလက်ညှိုးထိုးပြပြီးတော့ပြန်ပြေးသွားကြတာပဲကျွန်တော်နဲ့ပုံမြက်ကတယောက်ကိုတယောက်ကြည့်ပြီးတော့ပြုံးမိသေးတယ်တော်တော်ကြောက်တတ်တဲ့သူတွေဆိုပြီးတော့ ိမ်ထဲကိုဝင်ဖို့လမ်းကနေလေကားထစ်ပုံဖော်ထားတဲ့မြေသားကနေဆင်းရတယ်။အိမ်ကလည်းအောက်မှာတရံအိမ်ဟောင်းလေးလူမနေတာကြာပြီမလို့ရိုင်နေတဲ့ပုံဖြစ်နေတယ်။ကြံစည်ရိုးလည်းမရှိဘူး။အိမ်ဘေးမှာလည်းခြုံတွေကြီးပဲ။ကျွန်တော်တို့လည်းခြုံတိုးပြီးတော့အိမ်ထဲဝင်လာကြတယ်။အိမ်အတွင်းပိုင်းမှာလည်းဘာပစ္စည်းမှမရှိဘူးဗျ။အခန်းကသုံးခန်းကန့်ထားတယ်။အိမ်ခန်းလိုလိုကနှစ်ခန်း။နောက်တစ်ခန်းကတော့မိဖို့ကြောင့်လို့ထင်တယ်။သမင်းစားပါညာအတွက်ဖြစ်မယ်ဗျ။ တချို့ထရံတွေဆို ပေါက်ပြဲနေပြီ။ကျန်းကင်းကလည်းဝါးကက်လိုမျိုးကင်းထားတယ်။ကျွန်တော်တို့ဝိန်းနဲ့အိမ်ပြိုကြမှာတော့စိုးမိသွားသေးရဲ့ဗျ။အိမ်ထဲကညင်းတိုးတိုးအနက်ကတော်တော်ဆိုးတာမလို့အိမ်ပြတင်းတကားတွေအကုန်ပွင့်လိုက်ကြတာပေါ့။ခရီးပန်းလာလို့လှဲတဲ့သူကလည်းတရော့တပေါက်ပြောတဲ့သူကပြောပေါ့ဗျာ။ပြောသူရကတော့တော်တော်ကြောက်နေပုံရတယ်။လူနောက်တကောက်ကောက်ကိုလိုက်နေတယ်။ဒီ၅ရောက်နဲ့အိမ်တစ်ချမ်းကပြေးနေပြီကိုသူကလိုက်ကတ်တော့ ေမိုးချိုးခြင်းပေမဲ့လေရေချိုးဖို့မပြောနဲ့ခြေလက်ဆေးဖို့တောင်အရေးမရှိဘူးအဲ့ဒီအိမ်မှာခဏနာပြီးတော့အထုပ်ပိုးတွေထားခဲ့တာပေါ့ရွာလည်းပဲပြန်ထွက်လာကြတယ်ဘိုက်ကလည်းစားပြီလေရွာတွေကလူတွေကကျွန်တော်တို့ကိုတွေးတာနဲ့ဝိုင်းလာကြတယ်တရေတွေးကြလားဆိုတာသူတို့လည်းစိတ်ဝင်စားနေကြတာကိုဗျကျွန်တော်တို့ဘိုက်စားလို့စားစရာလေးဝယ်ခြင်းနဲ့ဆိုတော့ရွာမှာဘာဆိုင်မှမရှိဘူးတဲ့ရွာကလူတွေကသူတို့အိမ်မှာလာစားပါလို့အတင်းလူရက်ခေါ်ကြတယ်ချစ်စရာတလေလေးပေါ့ဗျာ တွေးခြင်းမွေးခြင်းနဲ့စိရနာတတာတရားကိုမျက်ဝါးတင်တင်တွေးခဲ့ရတယ်။နီးစက်ရအိမ်တိုင်းကိုဝင်ပြီးတော့စားလိုက်ကြတာပေါ့ဗျာ။စားရင်လည်းအိမ်မန်ရှင်လက်ထဲကြောင်ပြီးတော့လက်ထဲကရွာတောင်ဘက်မှာနေတာတဲ့။ကျွန်တော်တို့လည်းလက်ထဲကိုသွားတွေ့လိုက်ကြတယ်။အချင်းကလည်းပိုးနေတာကိုလက်ထဲအိမ်ရောက်တော့သူကပြောပြတယ်။တည်သွားတဲ့ကောင်းမလေးနာမည်ကအေးမြမွန်တဲ့။အသက်က20ပဲရှိသေးတယ်လို့ဆိုတယ်။သူ့စီလာတော့ကိုဝင်လေးလာရှိပြီးပြောတယ်။ လက်တွေကပြက်လို့မလွယ်လို့မွေးခိုင်းပေမဲ့ကောင်မလေးအမေကအတင်းဖြတ်ချခိုင်းခဲ့တာဆိုပေဗျလက်တွေလည်းစူးစမ်းပြီးတော့ဖြတ်ချပေးပေမဲ့ကောင်မလေးကတော့အသက်ဆုံးသွားခဲ့ရတာပေါ့ကောင်မလေးတည်သွားမှသူ့အမေကယူကျိုးမရဖြစ်တော့တာအေးမြမွန်လောင်းကိုကိုင်းတော်တုတ်တန်မှာပဲမြုပ်လိုက်တယ်ဒါပေမဲ့အေးမြမွန်ကလက်တွေရဲ့အိမ်မှာတော်တော်လေးကိုချောင်းနေလို့စက်မဏီရဲ့ပဲပြောင်းလာတာလို့ပြောတယ်ဗျရွာကမယုံတဲ့သူတွေလည်းလက်တွေအိမ်မှာဆောင်းအိတ်ကြဘူးတဲ့ ဒါပေမဲ့အေးမြမောင်ဝိညာဉ်ကအရန်ချက်လို့ပြေးကြတဲ့သူတွေကြီးပဲလို့ဆိုတော့ကျွန်တော်တငယ်ချင်းတွေမျက်စိမျက်နှာပြတ်သွားတာတွေ့မိသေး။ဒီကောင်တွေကြားရုံနဲ့ဒီလောက်ခြောက်ခြားနေရင်ဆိုပြီးတော့တွေ့မိသေးတယ်။လက်တဲ့အင်္ဂါနေပြန်ပြီးတော့အိမ်နဲ့လာဝင်နှားကြတာပေါ့။ပင်ပန်းလာလို့အကုန်လုံးနှင်းနှင်းချိုက်ချိုက်ကြီးကိုအိပ်ပျော်သွားကြတာ။ကျွန်တော်ကိုရဲသွေးအောင်က လာနှုတ်မှနှိုးလာတယ်။သူ့နှိုးလာတော့မှောင်ရီပြိုးနေပြီ။ ထူးနိုင်ပြောင်းနေလို့ဆိုပြီးတော့လာနိုးတာအကုံလိုက်ရှာကြတာပေါ့ပြောင်းနိုင်ထူးထားတဲ့သူကထွန်းတမိထိုးပြီးတော့ရှာကြတာတွေ့မယ်တွေ့တော့အိမ်အနောက်ဘက်မှာငိုးတုတ်ထိုင်းနေတယ်ဗျဘာဖြစ်တာလဲလို့မေးတော့ဥချောင်းချောင်းနဲ့သူ့ဟာသူဘယ်ရောက်နေမှသိပုံမရအောင်ကျွန်တော်တို့ကိုမြန်မာအသိစိတ်ဝင်လာပြီးတော့ခရောင်ကတန်းတွေပြောတာကျွန်တော်လေသူတို့အကြောက်လွန်နေမှသိမိလို့အကုံအိမ်ထဲဝင်ပြီးတာနဲ့သူတို့ကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ် နည်းနည်းအိတ်လိုက်ရတော့လူကလန်းလာပြီလေ။ကျန်တဲ့သူတွေလည်းမအိတ်ခဲ့ကြတော့ဘူး။စကားဝိုင်းဖွဲ့ပြောရင်လည်းအေးမြမဝင်းရင်ဘယ်ချိန်ထွက်လာမလဲပဲစောင့်နေကြတော့တယ်။ဒီလိုနဲ့ည10နာရီလောက်ရောက်တော့ဖုံးမြန်မင်းတယောက်တည်းထားရည်ပါလေရော။ကျွန်တော်တို့အားလုံးကြောင်သွားကြမိ။ရည်စရာလည်းမပြောဘဲနဲ့သူတယောက်တည်းရည်နေတာ။ပြီးတော့သူ့ဘိုက်ကိုလက်နက်ဖက်နဲ့ပိုက်ထားသေးတယ်။ကျွန်တော်တငယ်ချင်းတွေကဖုံးမြက်ကိုတည်ရပူးနေပြီဆိုပြီးတော့ အိမ်ကနေပြန်ထွက်ဖို့ပြောကြပေမယ့်ကျွန်တော်ခေါင်းမမာနဲ့ငြင်းမိခဲ့တယ်။တကယ်ဆိုသူတို့ပြောသလိုပြန်ထွက်ခရင်ကောင်းပါပဲလို့ထက်ခါထက်ခါပြန်တွေးမိပါတယ်။ကျွန်တော်ကမကြောက်တတ်တဲ့သူဆိုတော့ဘာမှမဖြစ်ဘူးလို့ပဲပြောနေတယ်။ဘုံမြက်ကရင်းနေရင်းနဲ့ပိုက်စာလိုက်တာလို့ပြောတယ်။ကျွန်တော်ကကြောပွဲအိတ်ထဲကမုတ်တွေထုတ်ပြီးတော့မစားကျင်ဘူးလေ။ဒါပဲပါလာတာလို့ပြောပြီးတော့မုတ်တွေပြန်ထည့်နေရောရဲသွေးအောင်ကိုလေပင်ထညင်ပါလေရောကျွန်တော်တို့လည်းဝိုင်းဆွဲကြပြီမြေ ဒီကောင်ကအားတော်တော်ကိုကောင်းနေတော့တော်တော်နဲ့ဆွဲလို့မရဘူးဒူးနိုင်ကပတ်စံအိတ်ထဲကမဟာမျက်မှုနေဘုရားပုံတော်ကိုထုတ်ပြီးတော့ဘုံမြတ်နှစ်ပူးပေါ်ကပ်ပြီးလိုက်မှညိမ့်သွားတာဒီတော့မှဘုံမြတ်လည်းတတိပြန်ကပ်လာတော့တယ်အကုန်လုံးကကြောက်နေကြပြီကျွန်တော်လေးနင်းနေတော့လန့်လာပြီလေအိမ်ကနေပြန်ထွက်ရမလားလို့တွေးနေတော့အိမ်ဝမှာမိန်းမတယောက်ကြောပေးပြီးတော့ထိုင်းနေရကိုရုတ်တရက်တွေးလိုက်ရတာပဲဘယောင်းတိုင်းမိတွေအများကြီးထွန်းထားတော့ တည်တည်ချာချာကိုမြင်နေရတာသပင်ကကိုဝဲကြော်ကြော်လေးနေပြခေါင်းကိုပြီးတော့ထိုင်းနေတာအကုန်လုံးကအိမ်ထဲပိတ်ပြီးနေတယ်လို့ဖြစ်နေပြီလေသူကအိမ်အဝမှာထိုင်းနေတာကိုကျွန်တော်လည်းတရေမှန်းသိနေပြီကြော်ရွယ်စိတ်လာပြီးတော့ခေါင်းကသပင်လေးထောင်းတက်လာတယ်တငယ်ချင်းတွေအကုန်ပူးကပ်ပြီးအနောက်ဆုတ်လာကြတာအိမ်တောင်အထီပဲအနောက်မှာထရေမဲကြံတော့တယ်ပြအဲ့ဒီတရေမကကြောပေးထိုင်နေရင်းနဲ့သူ့ခေါင်းကိုပြန်မော့လာ ပြီးတော့ကိုကမရွေဘဲနဲ့ခေါင်းတလုံးနဲ့တဖြည်းဖြည်းနဲ့လှည့်လာတယ်ဗျကျွန်တော်တသက်နဲ့တကူခုလိုမျက်ဝါးထင်ထင်တွေ့ဘူးတာပထမဆုံးပဲဘလောက်တော့ကြောက်မိလဲဆိုဒူးနဲ့ဘက်ကတစက်စက်တုံတက်လာပြီးတော့စကားတန်တော့မထွက်လာနိုင်တော့တငယ်ချင်းတွေအကုန်လုံးပါဇက်ကအာစည်းမိထားသလိုအော်မရဟစ်မရနဲ့အသက်မထွက်ကြဘူးဗျလှည့်လာတဲ့ခေါင်းကကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်ပြီးတော့ထရရလာတယ်ဗျကျွန်တော်အသေးတွေဥတွေပြောင်းဆန်ကုန်တယ်လို့ပဲ တရေမကကျွန်တော်တို့စီနောက်ပြန်ရှောက်နေတာစဉ်းစားကြည့်ပါကြောဘက်ကနေကောင်းကမျက်နှာဖြူဖြူကြီးနဲ့နောက်ပြန်ရှောက်လာတာဘယ်သူမှလမ်းမရှိမလဲပြိုးသူရနဲ့ဖုံးမြက်ကအဲ့ဒီမှာတင်မေ့လေကြာသွားတယ်ကျွန်တော်တို့ကတစ်ဖက်ကအိမ်နောက်စီအရင်ပြေးတာပေါ့ဒူးတုံနေပြီမဲ့အာတင်းပြီးတော့ပြေးကြတာအိမ်တစ်ဖက်ကိုရှောက်တာနဲ့အိမ်အဝစီတစ်ခါထပ်ပြေးတာအိမ်ပြင်ကိုဘယ်လိုရောက်လာကြမှမသိဘူးပြေးနေရင်မှတတိယသွားမိအိမ်ထဲမှာပြိုးသူရနဲ့ဖုံးမြက်ကြံခဲ့တယ်ဆိုတာ နောက်မှသတိရသွားတာကျွန်တော်တို့အိမ်ထဲပြန်ဝင်ရဲတော့တငယ်ချင်းတစ်ယောက်ကိုလည်းခြံခဲ့လို့မဖြစ်ဘူးဗျအိမ်အဝါးကနေပဲអော်ခေါ်ပြီးတော့ထွက်လာခိုင်းမယ်ပေါ့သုံးယောက်သားတုံတုံရေရေနဲ့အိမ်ထားကတ်သွားကြတယ်အိမ်မော်တက်တဲ့လေကားတိုင်းတက်လာပြီးတော့အိမ်ဘောက်ဝါမှာသုံးယောက်သားပူကတ်နေရင်အိမ်နဲ့လှန့်ချလိုက်တာဗျသတိမေ့နေတဲ့ဖြိုးသူရနဲ့ဖိုးမြတ်တို့နှစ်ယောက်ကြမှာတရေမကရက်နေတာတွေ့ကြတယ်ကျွန်တော်တို့ပြန်ဆင်းပြေးကြတာပါ ရွာခန့်လေးကိုအကူကြီးတောင်းပြီးမှပြန်သွားခေါ်မယ်လို့တိုင်ပင်လိုက်ကြတယ်။ရွာထဲပြေးကြတာပေါ့။ကျွန်တော်တို့အတန်ကြတော့ရွာကလူတွေထွက်လာကြတယ်။ကျွန်တော်တို့လည်းအကျိုးအကြောင်းပြောပြပြီးတော့အကူကြီးတောင်းတော့ရွာကလူတွေလည်းလိုက်လာပြေးကြပါတယ်။လူ၂၀လောက်အင်အားဆိုတော့ကြောက်စိတ်ကနည်းနည်းကျော့သွားသလိုပဲ။အိမ်နာပြန်သွားပြီးတော့အိမ်မော်ကိုပြန်တက်ကြတာပေါ့။လူများလို့လားမသိဘူး။တေးရဲမကိုမတွေ့တော့ပါဘူး။တငယ်ချင်းတွေကိုတတိပြန်လေအောင်လှုံ့နှိုးတော့သူတို့တတိပြန်ရလာကြတယ်။ တတိယလာတာနဲ့ငိုကြတာဗျသူတို့ကိုတွဲခေါ်ပြီးတဲ့သူတွေအထုပ်ဘူးတွေပြန်တယ်ပေါ့လေထွန်းထားတဲ့ဖျောင်းတိုင်တွေ ပြန်လိုက်သိမ်းရသည်မတော်အိမ်မီးလောင်ရင်အမှုဘက်မှာစိုးရသည်အကုန်လုံးအိမ်ကနေပြန်ထွက်လာကြတော့အားလုံးအေးအေးဆေးဆေးပဲရွာလေလမ်းပေါ်မှာလည်းရောက်ရောရွာလေးကကွေးတွေကဇက်တိုက်ဥတော့တာကျွန်တော်တို့လူအုပ်ကိုကြည့်ပြီးတော့ထိုးအောင်တော့တာပဲကျွန်တော်တို့လေကြော့ချမ်းချမ်းနဲ့ဆက်လျှောက်လာကြတာပေါ့ဒါပေမဲ့ကျွန်တော်မြင်လိုက်တယ်ဗျကျွန်တော်ရှိနှစ်ယောက်ကျော်မှာ သပင်းကိုဝဲနေတည်ရဲမှာကအတူလိုက်ပါလာတယ်ဆိုတာကျွန်တော်လန့်ပြီးတော့အဟေးပြက်လိုက်တော့လူတွေလည်းလန့်ကုန်ကြတယ်။ဘာဖြစ်တာလဲပေါ့ကျွန်တော်ကပြောပြတယ်။ဒီထဲမှာတည်ရဲမှာပါလာတယ်ဆိုတာသူတို့ကနားလေတယ်ထင်တယ်။ရွာတွေကပုံကြီးချောင်းကိုအရင်ဆုံးသွားကြတာပဲ။ပုံကြီးချောင်းရောက်တာနဲ့စိတ်ထဲနှွေးသွားသလိုဖြစ်သွားတယ်ဗျ။ကျောင်းတိုင်ဖုံဖုံကိုယ်တိုင်ကြွလာပြီးတော့ပရိရေတွေဖြန့်ပေးတယ်အမြတွေပေးဝေးတယ်။ကျွန်တော်တို့လည်းပုံကြီးချောင်းမှာပဲအိတ်လိုက်ကြတယ်ဗျ။ ျွန်တော်တို့ကိုကူညီပေးတဲ့ရွာခန့်တွေလည်းအိမ်မပြန်ကြအောင်ဘုံကြီးကြောင်းမှာပဲအိတ်ကြတယ်သူတို့ပြောတာတော့သူတို့အိမ်ပြန်ရင်သူတို့ပြောတာတော့သူတို့အိမ်ပြန်ရင်သူတို့နောက်ကိုလိုက်လာကြတယ်တဲ့ကျွန်တော်ကတော့အဲ့ဒီအဖြစ်အပျက်ကိုအကြုံပြီးကြတဲ့ကတရေတဆေတကယ်ရှိမရှိဆိုတာမျိုးရောင်းလို့တော့မစမ်းသက်ဖြစ်တော့တကယ်လို့မယုံတဲ့သူတွေစမ်းသက်ကျင်နေဆိုရင်တော့ကိုင်းတော်ရွာကလူမနေရဲတဲ့လက်တဲအိမ်ကိုတော့ရှောင်ကြဗျကျွန်တော်တို့တော့တဲချေပြက်ခဲရတာမဟုတ်လားဗျ ပရိသတ်ကြီးများခင်ဗျာဇလန်လေးကတော့ဒီမာရင်ပြီးဆုံးသွားပါပြီခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်ကြီးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ